မင်္ဂလာပါ ARR ရအပတ်စဉ်တင်ဆက်နေတဲ့ Daily ARR Season ဖြစ်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီနှစ်2015ခုနှစ်ကမြန်မာကာတွန်း100ပြည့်နှစ်လည်းဖြစ်တဲ့အတွက်ကာတွန်းဆရာတွေကိုဖိတ်ခေါ်ပြီးတော့မြန်မာကာတွန်းလောကအတိုးတက်ဖို့ဘာတွေလိုအပ်လဲနောက်ပြီးတော့စာနယ်ဇင်းလောကနဲ့ကာတွန်းဆရာတွေကာတွန်းတွေနဲ့ဆက်ဆက်မှုဘယ်လိုရှိသလဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်မနဲ့အတူဆွေးနွေးမယ့်သူတွေကတော့ဒီဘက်ကကာတွန်းမမောင်အောင်ဒီဘက်ကတော့ကတ်တုံးဝင်းအောင်ဖြစ်ပါတယ်ကျမကတော့ ARI မြန်မာပိုင်း Editor Agent ဖြစ်ပါတယ် ီနေ့2015ခုနှစ်ကကာတွန်းနှစ်တရာပြည့်လည်းဖြစ်တယ်။ကာတွန်းဆရာတွေရဲ့ဖြတ်သန်းမှုတွေအမျိုးမျိုးကိုကြုံတွေ့လာရတယ်ပေါ့နော်။အခု2015နှစ်ရောက်လာပြီ။ကာတွန်းဆရာတွေရဲ့ဒီနှစ်တရာအတွင်းမှာဖြတ်သန်းခဲ့ရတဲ့ပုံစံအမျိုးမျိုးပေါ့နော်။နိုင်ငံရေးလူမှုရေးစီးပွားရေးပေါ့။ဖြတ်သန်းခဲ့ရတဲ့ပုံစံအမျိုးမျိုးပေါ့။အဲ့ဒီဟာကိုဦးအောင်ရဲ့အမြင်လေးကိုအရင်ဆုံးပြောပြပေးပါနှစ်တရာအတွင်းမှာဟိုမြန်မာကတ်တွန်းရဲ့ဒီဖြတ်သန်းမှုခရီးရတော့ ဟိုချောချောမွေ့မွေ့ဆိုတာတော့နောက်ပိုင်းမှာတိတ်မတွေ့ရအောင်เนาะဟိုဘာဘာပြောမြန်မာကာတွန်းကစပြီးတော့ဟိုဒရေတီမွေးဖွားလာတာကိုကဟိုအစင်လာကောင်းတဲ့စခဲ့တာပေါ့เนาะဆရာကြီးရှုတလေးရနေပြီးတော့ဒီနေချက်စန့်ကြေးမျိုးသားလွတ်မြောက်ရေးခင်မှာဟိုအဲ့ဒီအဲ့ဒီလှုပ်ရှားမှုကနေပြီးတော့ကာတွန်းဆိုတဲ့အမှုပညာပေါ်ပေါက်လာတယ်ပေါ်ပေါက်လာပြီးတော့အဲ့ဒီခက်ကဟိုကိုလိုနီနေချက် အစိုးရခေဆိုပေမဲ့လို့ရေးသားခွင့်ရအင်မတန်လွတ်လွတ်လပ်လပ်ရှိတယ်။အဲ့နောက်ပိုင်းလွတ်လပ်ရကြပြီးတော့အလာဒီဖာဆာဘလခေဖာဆာကလပ်ဘလခေမှလည်းထိုနည်းတူပါပဲ။လွတ်လပ်စွာရေးသားခွင့်ရတယ်။အဲ့တော့ဆိုရင်အထင်ရှားဆုံးဒါဆရာဥပဒေကာတွန်းနေဟိုပြန်ကြည့်သိနိုင်ပါတယ်။အဲ့လိုဖာဆာဘလခေကနေပြီးတော့မှတခါနော်အိမ်ဆောင်ဆိုရအိမ်ဆောင်ဆိုရနေပြီးမှဒေါ်လာရင်းကောင်စီ တော်လိုင်းကောင်စီကဒီမှာဒီတပါတီအနာရှင်စနစ်ဖြစ်တဲ့မဆလာကိကိုရောက်သွားတယ်။အဲ့ဒီခါမှာကျတော့ဒီကတ်တွန်းရဲ့လွတ်လပ်မှုကတဖြည်းဖြည်းနဲ့ရုပ်ရော်သွားတယ်။ရေကွင်းရေကွက်တွေကျင်းမြောင်းသွားတယ်။ဟုတ်ကျွန်မတို့ဖြတ်တန်းခဲ့ရတာတော့ဒီမဆလာခက်နဲ့အခုဒီဘက်ခက်ပေါ့နော်။အရင်တော့ကစပြီးတော့ကတ်တွန်းကဒါလာချင်းကောင်းတယ်။လွတ်လပ်လက်ရေကွင်းရတယ်။နောက်မဆလာခက်မှာကျတော့ဟိုအကန့်အသတ်တွေများလာတယ်။ဒါပေမဲ့ကတ်တွန်းကတော့ကျမတို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြတ်သန်းမှုတိုင်းမှာမပါမဖြစ်ပေါ့ အရေးကြီးတဲ့ခန္ဓာကနေကျွန်မပါခဲ့တယ်ကာတွန်းဆရာကြီးတွေအကုန်လုံးကလည်းအဲ့ဒီမှာပါခဲ့တယ်လို့ကျွန်မကတော့ယူဆတယ်အဲ့တော့ကျွန်မဟိုဥမောင်အောင်ဖြတ်ပြီးတော့မေးချင်တာအခုလက်ရှိပေါ့ခက်ကအယမ်းမြန်နေပြောင်းလာတာဆိုရှယ်မီဒီယာတွေလည်းအယမ်းဟိုပေါ်လာတယ်ရေးရတာတွေအယမ်းလွတ်လပ်လာတယ်ကာတွန်းဆရာကြီးလည်းအယမ်းများလာတယ်ပေါ့နော်ဒါပြည်သူကဟိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေကာတွန်းဆရာကြီးများလာတာတော့ဒါငင်းလို့မရဘူးတော်တော်လေးကိုများလာတယ်နောက်လူငယ်ပေါ့ လက်တက်ကာတွန်းဆရာကြီးလည်းအရန်များလာတယ်ဆိုတော့ social media ခေတ်အခုလက်ရှိဒီမိုကရေစီလို့ပြောနေတဲ့ခေတ်ပေါ့ဒီခေတ်မှာရေးသားနေတဲ့ကာတွန်းဆရာကြီးရဲ့ဟိုအခြေအနေနဲ့သူတို့ရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်ရတဲ့အခြေအနေမှာသူတို့ကာတွန်းတွေပေါ်မှာဘယ်လိုသဘောထားလဲဆိုတာကိုအဲ့ဒါဥမောပြောပြပေးပါอืมรู้สึกว่าอกูโหยีแต่45นี่หรอกใช่ป่ะเนาะใช่แต่ด้วยมาการ์ตูนอ่ะปีตูฤเนี่ย တော့တထက်ထဲဖြတ်တန်းခဲ့တာပေါ့နော်စီးပွားရေးလူမှုရေးနိုင်ငံရေးအဲ့ဒီမှာဟိုတုံးတက်တဲ့ဟာလေတောက်လျှောက်ပြည်သူတွေရဲ့အခြေအနေအားလုံးပေါ်မှာထင်ဟပ်ပြီးတော့ရေးခဲ့ကြတာကဲအခုဆိုရင်ဟိုကြက်တဲရာနေပြီးတော့လွတ်လပ်လာတဲ့အောင်အောင်ဖြစ်လာဖြစ်တဲ့အခါမှာဒီလိုရေးသားမှုတွေမှာလည်းလူတွေများလာအဲ့ဒီမှာနှစ်ပိုင်းရှိတာပေါ့ကတ်တွန်းဆရာ သူကိုယ်တိုင်ကဒီကာတွန်းပညာသူ့ဘဝအဲ့ဒီလိုကြီးဟာထာရရှိတဲ့ပုဂ္ဂိုလ် ਨੇ ကာတွန်းကိုလမ်းကြုံလို့ခွင်လမ်းကြုံလို့ခွင်ရမ်းပေးလို့ဝင်ရေးတဲ့လက်တက်စမ်းတဲ့ဟာတွေလည်းရှိလာတာပေါ့ရှိတဲ့အခါမှာဟိုပေါ့ဒီလောကမှာအစဉ်တစိုက်နော်ယုံယုံကြည်ကြည်နဲ့လှုပ်လာတဲ့လူဖို့မှာတချို့ဟာတွေအဲ့ဒီရိုက်ခတ်မှုတွေရှိတာဆိုတော့ဒီလောကမှာအစဉ်တစိုက် เนาะကြီးစင်ငယ်လိုက်ယူသေးကိုင်းဆိုင်ပြီးတော့လ ీల ာစည်းဘူးခဲ့တဲ့ဟာမှာကတ်တွန်းမှာကျင့်ဖို့ဆိုတာရှိတယ်ဟိုတုန်းကဆိုရင်နေပါတဲ့လူဒုက္ခတာကိုလောင်ပြောင်းတာမလို့ရဘူးစသဖြင့်နောက်တစ်ခုပုပ်ကိုရေးထိုးနှက်တာမလို့ရဘူးအထူးသဖြင့်အခုဒီမိုကရေစီလို့ပြောနေရတဲ့ခေတ်မှာပိုအရေးကြီးပါတယ်ဒီမိုကရေစီဆိုတာဟာလူ့ညီမလူ့ပညာသမားတယောက်အတွက်ကဟိုအသွမ်းနှစ်ဖက်ပါတယ်ဒါလိုပဲ လူများကိုလည်းထိုးလို့ရနိုင်တယ်လို့ကိုကုတ်ကိုလည်းပြန်ထိုးနိုင်တယ်အဲ့တော့ဒီရေးကျင်နိုင်ရေးလို့ရပြီဆိုတော့ဟာတော့မဟုတ်အဲ့တော့တချင်းချင်းမှာဒီဒီမိုကရေစီရဲ့ဥပဒေထွန်းကားလာတဲ့အခါမှာတကယ်တမ်းအဲ့ပညာရှင်ကသူလွတ်တမြသူတာဝန်ယူရပါလေကျင့်ဝတ်ဆိုတာကတော့ဒါကကျွန်တော်တို့မီဒီယာသမားတွေလည်းမီဒီယာကျင့်ဝတ်ရှိတာပေါ့သူကသူစီစီရေးရှိသည်ဖြစ်စီမရှိသည်ဖြစ်စီကိုကျင့်ဝတ်နဲ့ကိုကိုရဲ့ဒီ self edited လောက်ရတာပဲလေ self edit လောက်ရတာပဲ ဲ့တော့ကတ်တွန်းမှာလည်းကတ်တွန်းအသစ်ရှိတယ်အမှုပညာသမားအကုန်လုံးသူ့နေပဲအစုံပေါ့ဘယ်နေပဲမဆိုကျင့်ဝတ်ဆိုတာတော့ရှိတင်တာပေါ့နော်အဲ့တော့ကျင့်ဝတ်ကိုဦးဝင်းအောင်ဘလို့မြင်လဲနောက်ပြီးတော့အရင်ခေတ်ကကတ်တွန်းဆရာကြီးတွေပေါ့နော်ကျွန်တော်တို့လေးစားခဲ့ရတယ်ဦးဝင်းအောင်တို့လေးစားခဲ့ရတဲ့ကတ်တွန်းဆရာကြီးတွေရဲ့သူတို့ထိန်းခဲ့တဲ့ကျင့်ဝတ်ပုံစံမျိုးလေးတွေနဲ့အခုခေတ်သွားနေတဲ့ပုံစံလေးကိုနည်းနည်းနှိုင်းယှဉ်ပြပါလားအဓိကဟောပါကတ်တွန်းဆရာတယောက်တင်တဲ့ကသူ့ရဲ့ယုံကြည်မှုပေါ့ ယုံကြည်မှုဆိုတာဟိုလိုကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူးဟိုကိုရေးတဲ့ကိုဖန်တီးတဲ့လူပညာဟိုပြည်သူလူထုရဲ့ခက်ပြိုင်ခံစားမှုဘဝကိုထင်ရှားရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့အဲ့တော့အဲ့ဒီဘောမှာတော်တော်များများပြောကြတယ်နော်ဟိုကာတွန်းဆရာဆိုတာဒါမှမဟုတ် journalist ဆိုတာဘယ်လိုက်မှုမရှိရဘူးအဖြူတွေဖြစ်ရမယ်ဆိုပြီးတော့ဒါတော်တော်များများပြောတယ် အဲ့မအဲ့ဒါမဟုတ်ဘူးလုံးဝမဟုတ်ဘက်လိုက်မှုရှိရမယ်ရှိကိုရှိရမယ်ဘက်လိုက်မှုဆိုတာလဲဟိုတိတ်ထူးခြားခြားကြီးမဟုတ်ဘူးမှန်တဲ့ဘက်နဲ့မှားတဲ့ဘက်ပဲပဲလိုက်မလဲနော်ဟိုဖိနှိပ်တဲ့သူနဲ့ဖိနှိပ်ခံဘက်ကိုဘယ်ဘက်ကိုယက်တည်မလဲဒါဒါယက်တည်မှုအပိုင်းပေါ့အဲ့ယက်တည်မှုအပိုင်းမှာကာတွန်းဆရာတော်ကခိုင်ခိုင်မာမာယက်ပြီးတော့ရေးပြီဆိုရင်အကျင့်ဝက်ကကပြန်ပါလာတယ်ကျင့်ဝက်ကပါလာတယ်ဆိုတော့က ဟိုစောင့်ထိရမယ်ပေါ့နော်ဒီဒီကတွန်းမှာမဟုတ်ပါဘူးဒါစာနယ်ဇင်းသမားတွေလည်းဒါစောင့်တရမယ်ကိစ္စပါကိစ္စဆိုတာခုနကဟိုဆရာမောင်ပြောသလိုပဲ personal တွေပေါ့လူပုဂ္ဂိုလ်ရေးရာစာနာမျိုးတွေကိုရှေ့တန်းတင်ပြီးတော့အဲရေးလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဥပမာဒီစနစ်ကြီးကမကောင်းဘူးလက်ရှိ နော်စနစ်နိုင်ငံရေးစနစ်ကြီးမကောင်းဘူးအဲ့တော့စနစ်ကြီးမကောင်းတာကိုစနစ်ကိုဖန်တီးတဲ့သူတွေကိုရေးခွင့်ရှိတယ်ရေးလို့ရတယ်နော်စနစ်ကိုဖန်တီးတဲ့သူတွေရဲ့ကိုရေးကိုတာကိုရေးခွင့်မရှိအဲ့ဒါကိုကတော့ဆရာကြီးကနားလေတင်တာပေါ့အဲ့ဒါကိုတော့နားလေတင်တာပေါ့နော်နားလေတင်တာပေါ့ဆောင်းလဲဆောင်းထင်းတင်တာပေါ့အဲ့အဲ့ဒါကတော့အရေးကြီးတယ်ထင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုဆိုရင်နည်းနည်းပုံပြီးဆိုးလာတာက နော်တချို့တော့ညဉ့်ညဉ့်ညံ့ညံ့နေရေးလာတာတွေပါလာတယ်နော်ဟိုဒါဒါပြောမထွက်တဲ့ဇကားတွေပေါ့နော် ပြောမထွက်တာမဟုတ်ပါဘူးဒါဟိုပြောမကောင်းတဲ့ဇကားတွေပေါ့အဲ့တော့ဟိုဘာလို့ဆောင်းထိတ်ရမလဲဆိုတော့ဒီပုဂ္ဂိုလ်ရေးအရှောင်းအမှာဖြစ်တယ်လို့တုံးတုံးရမဲ့စကလုံးတွေရေးဆွဲရမဲ့ဒီအပြအယုတ်တွေအဲ့ပါမှာဆောင်းထိတ်ရမှာမဆရာဥပ္ပဇန်းဆိုရင်နော်ရေးခဲ့တဲ့အားလေးကိုဥပမာနဲ့ပြောပြရရင် ဒီပြီးတော့သာစီမံကိန်းကြီးပြတ်သွားတော့ဒီပဋ္ဌာဆအစိုးရပေါ့နော်ဥလူအစိုးရရဲ့ဒီဝင်ကြီးတွေဘာတွေအကျင့်ပြတ်ခြားစားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာအဲ့ကတ်တွန်းမှာဘာတွေ့ရလဲဆိုတော့ဒီဟလာလောက်ကောင်တို့ဟလာလက်ကင်ဒုတ်တို့စာဖားတို့အဲ့ထက်မှာဘာပါလဲစိတ်ခလောက်ဆိုတာလေးတခုပါစိတ်ခလောက်ဆိုတာတော့ဟိုရိုင်းနေတယ်နော်ခွင့်လို့ပါဟိုပေါင်ကဒီပေါင်ကပါနော်ဟို အဲ့ဒါကိုပြောချင်တာစိတ်ရတရားကိုပြောချင်တာဒါပေမဲ့ဆရာဥပ္ပကျမ်းကြတော့အပြောအရေးမှလည်းပုံအရေးမှလည်းတိမ်မွေ့တယ်လို့အပြောမှလည်းတိမ်မွေ့တယ်ဘလို့ပြလဲဆိုတော့သုံးတာတော့ကတ်စိတ်ခလောက်ဆိုတဲ့စကလုံးကိုသုံးတယ်သုံးပြီးတော့အဲ့ဒီပစ္စည်းကိုပြတဲ့အခါမှာလည်းအဲ့ဒီနေရာလေးကဝက်ကလေးစီးပြီးတော့ခြီးပြီးတော့ပြထားတယ်အဲ့ဒီအနုပညာအဲ့ဒီလောက်ကျွန်တော်တို့အနုပညာ ဟာနုပညာဖြစ်တဲ့အတွက်အကျန်းပညာဖြစ်လို့မရဘူးအဲအကျန်းလို့ကျန်းလို့လို့မရဘူးရှေ့ကဆရာကြီးတွေရဲ့ဒီအင်မတန်အတူယူစရာကောင်းတဲ့ဟာလေးကိုတော့နည်းနည်းယူသင့်တယ်လို့ထင်တယ်ကာတွန်းကနှစ်တရာတိုင်ခဲ့ပြီဆိုတော့နှစ်တရာအတွင်းမှာကာတွန်းဆရာတွေခုနဦးတို့နှစ်ယောက်လုံးပြောသွားတယ်ဒီမှာကြိုးပမ်းခဲ့ရတယ်ဒီကာတွန်းကိုတန်ဖိုးထားပြီးတော့ဟောတသက်လုံးစုပ်ကိုင်ပြီးတော့လေးလေးစားစားနဲ့လှုပ်ခဲ့တဲ့သူတွေရှိတယ်လို့အခုခေတ်မှာလွယ်လွယ်တယ်လို့ပေါ့နော်ဟောကလောင်တစ်ချောင်းရှိတာနဲ့ ်။အတချို့ဆိုကလောင်တော့မကင်တော့ဘူး။ကွန်ပျူတာမှာကောက်ရေးလိုက်တဲ့ပုံစံမျိုးလေးပေါ့နော်။အရန်လွယ်တဲ့ပုံစံမျိုးဖြစ်လာတဲ့ခါကျတော့နှစ်တရာမှာဒီထွက်ပေါ်လာတဲ့သူ့ရဲ့ကတ်တွန်းရဲ့ quality ပေါ့အရည်သွေးပေါ့အဲ့ဒီအရည်သွေးကိုရောဘယ်လိုဟိုတုံ့တက်မိလဲပေါ့အဲ့ဒါကတော့ဟိုဖြတ်တန်းခဲ့တဲ့အခြေအနေပုံမှာမူတည်တာပေါ့ဥတော်ကတော့ခစ်အဆက်ဆက်မှာဘာနဲ့တူလဲဆိုတော့ဂျောက်ကဘာဘေးမှာရက်နေတဲ့လူတယောက်လို့ ဒီဘဝအတွက်လည်းဒီကာတွန်းဟာလုံခြုံသလားဆိုတော့မလုံခြုံဘူး။သို့တော့မလုံဘဲနေနိုင်လားဆိုတော့လည်းမလုံမနေနိုင်ဘူး။အဲ့တော့ကိုဟာဒီလုပ်ပုံမှာပဲဆက်လုပ်ရမှာဖြစ်တဲ့အတွက်ကိုဘလို့ရက်တည်ပြီးတော့ဘလို့ရည်ရှိသွားမလဲဆိုတဲ့ဟာကိုစဉ်းစား။နောက်တစ်ခုနှစ်ပိုင်းရှိတာပေါ့။ကိုရဲ့တွေးခေါ်ကြံစားမှုပြီးတော့ကိုရဲ့ပညာရေးပိုင်းဆိုင်ရာဝန်စာပြေမှုပေါ့။အဲ့ဒီနှစ်ခုကိုနောက်တစ်ခုဟိုပေါ့သူတို့ခင်မှာတီးဖြတ်ပြီးတဲ့ editor တွေရဲ့အခန်းကဏ္ဍဟာ အရင်အရေးပါတယ်သူတို့တက်မှတ်ပြီလို့သူတို့ထိန်းချောင်းပြီးတဲ့အတွက်မစိတ်ကူးမကောင်းရင်စိတ်ကူးပြင်ခိုင်းလက်ရမကောင်းရင်လက်ရပြင်ခိုင်းဒီကစ်ကိုဥရောဖြတ်ခဲ့ရတဲ့အတွက်အဲ့ဓာရီဟာတစ်ချိန်လုံးကဟိုအကျိုးကျေးဇူးတွေပေါ့နောက်တစ်ခုတစ်ချိန်လုံးကဆိုရင်ဒီကတ်တွန်းလောကရဲ့စီဝိုင်းနေကို ဝင်ဖို့အလွန်ခက်ခဲတယ်အဲ့လိုဟိုပေါ့ပညာရဲ့ပြည့်စုံရမယ်သူ့မှာဒီဝင်းစာပြည့်စုံမှာဒီဝင်းကျင်တွေဝင်လို့ရတယ် အခုဟာကတော့ဟိုအဝင်လွယ်ဟိုရက်တီဘိုတဲ့မှာလွယ်တဲ့အခါကျတော့ဒီပုံမှာဝင်လာကြတဲ့မျိုးဆိုသို့တော့ဘဒူတိကိုက်လဲဆိုတော့နံပါတ်1လောကတိကိုက်တယ်လောကရဲ့အရေးသွေးကြတယ်အနောက်တစ်ခုကတ်တွန်းဆရာရဲ့အရေးသွေးကြတယ်နောက်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒိုင်းပြည်ရဲ့အမှုပညာအရသာတွေနှိမ့်ကြသွားတာပေါ့ပေါ့ကတ်တွန်းပညာအခြေခံမရှိဘဲနဲ့ကိုပြောချင်တာလေးတစ်ခုပေါ့နော် ဟိုနဲ့ကောက်ပြီးတော့ရေးပြီးတော့မှဝင်လာတဲ့သူတွေလည်းရှိတယ်။ကာတွန်းဖြစ်လားမဖြစ်လားဆိုတာအဲ့ဒါကဆုံးပြရမှာအက်ဒီတာဆုံးပြရမှာ။ကျွန်တော်တို့ဒီအက်ဒီတာရဲ့ဟိုအဆုံးအဖြတ်ကိုလည်းကာတွန်းဆရာကလည်းဒါကအကျိုးအကြောင်းနဲ့ဆိုလို့ရှင်ကာတွန်းဆရာလက်သင့်ခံပေးရမှာပေါ့နော်။သဘောကဆိုလိုတာ။အဲ့တော့ဒါမှပဲကာတွန်းတွေရဲ့ဟိုအရေးသွေးကပို့ပြီးတော့မြင့်လာမယ်။ပို့ပြီးတော့ကောင်းလာမယ်ပေါ့။ အကျွန်တော်တို့လည်းငငယ်လေးတည်းကဒီကာတွန်းနဲ့ကြီးခဲ့ရတာကာတွန်းတွေကိုလည်းအရန်ချင်းမြန်လို့ရတယ်။ကာတွန်းစရာတွေဆိုလို့ရှိရင်လည်းငငယ်လေးခလေးဘွားတွေကကျွန်တော်တို့မြင်စင်းတယ်ဘသူတွေကဘလို့ပုံစံလဲဆိုတာလည်းအရန်သိချင်တယ်။ဒီကာတွန်းတွေနဲ့ကြီးပြင်းလာတဲ့ခါကျတော့ကျွန်တော်တို့ရဲ့မွေးလာတဲ့နောက်ထပ်မွေးလာတဲ့သားသမီးတွေကိုလည်းကျွန်တော်တို့ကအဲ့ဒီကာတွန်းလေးတွေကိုပေါ့နော်ကာတွန်းလက်ရာလေးတွေကိုချစ်စေချင်တယ်။သူတို့တွေကိုလည်းဟိုဒီဟာလေးတွေကိုမျက်နှိုးစေချင်တယ်ဇက်ကောင်လေးတွေကိုဟိုသူတို့သဘောကျစေချင်တယ်ပေါ့နော်။အဲ့တော့ ကာတွန်းကဆက်လက်ပြီးတော့ quality အရေးသွေးကပို့ပြီးတော့ကောင်းမှကိုဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။ကောင်းမဲ့ဆိုတဲ့မှာခုနစကားလေးပြန်ကောက်ရရင်ဘောဘော editor ရဲ့အခန်းကဏ္ဍဘယ်လောက်ရေးကြီးတယ်လဲဆိုတော့အဲဒီနည်းနည်းလေးတာရကာလေးတစ်ခုပြောချင်တာ။ဥပမာဆရာကွယ်လွန်သွားတဲ့ဆရာဦးဝင်းတယ်။ဆရာဦးဝင်းတယ်ဟာဒီဟန်တာဝူလီသတင်းစာကိုမန်လေးပြောင်းပြီးတော့တော့သူ editor အချုပ်အနေနဲ့ထုတ်ဝေတဲ့အခါမှာမန်လေးမှာကတ်တွန်းဆရာတွေအုံနေချင်းတွေကိုပေါ်လာတာ။ ဒီ၄၅60လောက်ကိုပေါ်လာတာပေါ်လာပြီးတော့ကာတွန်းကောင်းတွေလည်းအများအများကြီးထွက်ပေါ်ခဲ့တယ်အဲ့ခက်ကတော့မှနော်ဒါဟန်တာဝူဒီကာတွန်းခက်လို့တော့မှတချို့ပြောကြတယ်ပေါ့နော်ခက်ဟုတ်မဟုတ်ကတော့ဒါတော့ဒါပညာရှင်တွေညှင်းခေါ်မဲ့အပိုင်းပေါ့အဲ့တော့ဆူလိုတာအလီတာကောင်းတယောက်ကကာတွန်းဆရာဘောင်းများစွာမွေးထုတ်ပေးနိုင်တယ်နော်အခုအခုခုခုလဲဟိုဟန်တာဝူဒီကမွေးထုတ်ခဲ့တဲ့ကာတွန်းဆရာတွေကအများကြီးပါကာတွန်းလောကမှာ တော့အရိတာရဲ့ခန်းကန္တာကလည်းအင်ပဒံအရေးကြီးတယ်ခုလိုဆွေးနွေးပြောရတဲ့အကြောင်းအရာတွေကအရန်ဟိုဟိုပြောရမယ်ဆိုလို့ရှင်ဒါကာတွန်းနဲ့လည်းပတ်သက်တယ်ဒါစာနေစင်းတွေလည်းတည်တင်တည်အပ်တဲ့အကြောင်းအရာလေးတွေဖြစ်တယ်ဆိုတော့အရန်ကောင်းပါတယ်အဲ့တော့2015ခုမှာကြာရောက်တဲ့ကာတွန်းနှစ်တရာပြည့်ဟာနေစပြီးတော့ရှေ့ဆက်ပြီးတော့ကာတွန်းရဲ့ကာတွန်းလောကပို့ပို့ပြီးတော့အောင်မြင်ပါစေပို့ပြီးတော့ဒီတိုးတက်မှုရရှိပါစေဆိုပြီးတော့ကျွန်မဒီနေ့ဆူတောင်းပေးပါတယ် ဝင်ဆွေးနွေးပေးတဲ့ဦးရုံးမြောက်ကိုလည်းကျေးဇူးထူးတင်ပါတယ်